အားလုံးပဲမင်္ဂလာပါညီကိုတို့ရေနေကောင်းချမ်းသာချမ်းသာကြပါစေခနေ့မှာတော့ကျွန်တော်က UEFA Champion League Quarter Final ဒုတိယအကြော့ပွဲစဉ်၂ပွဲဖြစ်တဲ့ Inter Milan နဲ့ Bayern Munich နောက်တစ်ပွဲက Real Madrid နဲ့ Arsenal တို့ပွဲစဉ်ကိုပွဲချုပ်တောင်းတပေးခြင်းပါတယ်ပထမအဦးဆုံးအနေနဲ့တော့ Inter Milan နဲ့ Bayern Munich တို့ပွဲစဉ်ကိုပွဲချုပ်တောင်းတပေးမှာပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ပေါက်ချီက death ဆိုမှဖွင့်ထားတာတွေ့ရပါတော့ death ပြီးလို့ရှိရင်ဂိုးကောင်းကြီးက360နိုင်ဆိုမှဖွင့်ထားပါတယ်ဒီပထမအကြော့မှာတော့တည်တဲ့အတိုင်းပဲအင်တာမီလာန်2-1ဆိုတဲ့ရလနဲ့ဘိုင်ယန်မင်းနဲ့ကွင့်မှာနိုင်ခဲ့တယ်ပေါ့နော်ဒါဘိုင်ယန်အတွက်တော်တော်လေးခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်အင်တာမီလာန်အိမ်ဝင်ဆိုရင်တော်တော်လေးမှမှထန်ထန်ဆော့တတ်တယ်ပေါ့နော်ဒါကလုံးတည်ပြီးတာအတိုင်းပဲနောက်တန်းဆိုလည်းအဓိကဦးစားပေးမှဆော့တယ်ပေါ့နော်သူတို့ရှိမှဂိုးသမားအစလက်စွမ်းတော်တော်လေးပါတော့ပြတာပေါ့တွေ့ရတာပေါ့နော်ဆူမားတို့ ။အကျွန်တော်ဘတ်စတိုနီလို့ပြသသမားပဲနော်။တိုက်ဆက်မှာဆိုတူရမ်ရောမာတီနက်စ်တို့ရှေ့ရပါဗျာ။ဘိုင်ယားမှာဆိုဟာရီကိန်းပေါ့နော်။ဟိုလီစေးလို့စာနေလို့ဒါကျွန်တော်လိုင်းနဲ့ထွက်လာကြတဲ့ချက်သတိထားမှာပေါ့နော်။တရင်နေတယ်မှာတော့မူစီယားလာမပါဘူးလို့ပြထားတယ်။မဲ့ကျွန်တော်တို့ဒါမကာနိုပေါ့နော်။ဒီကစားမှာနောက်တန်းနေမှာလည်းနည်းနည်းပြဿနာရှိရပေါ့နော်ဘိုင်ယား။ဆိုဒီကျွန်တော်360နိုင်ဆိုတော့ဘူပေါင်းကြီးอ่ะဗောနော်ဒါ အများအဖြစ်မနတာဂိုးပေါ်လဲဖြစ်သွားနိုင်တယ်လို့ဂိုးအောက်လဲဖြစ်တတ်တယ်ပေါ်တာအများအဖြစ်ဒီပွဲဂိုးအောက်ကိုဖြစ်တာပုံများတယ်ပေါ့နော်ဂိုးအောက်လဲဖြစ်သွားတတ်တယ်များတယ်ပေါ့အင်တာမီလန်ကတော့အခုသူကတလုံးအတာနဲ့နိုင်တာပြီးတော့ရည်ဆိုတော့အင်ကွန်မှာတော်တော်လေးပဲပိတ်ဆို့ပြီးဆော့မလားပေါ့နော်ထိမ်းပြီးဆော့မလားပေါ့နော်ဘိုင်ယာမှာအားနဲ့နေတာနောက်တန်းပဲဗျနောက်တန်းအားနဲ့နေတာတွေ့ရတယ်ပြီးမူဆီယားလာမပေါ့ဘူးဗျလက်ရှိကျွန်တော်ဒါချန်ပီယံလိမှာဆိုတော့တည်တဲ့အတိုင်းမှာဒါအင်တာမီလန်ကကျွန်တော်ဖီယန်နိုကိုနှစ်ကြော့လုံးနိုင်ပြီးမ ဒီကျွန်တော်တက်လာတာဗောနော်အခုဘိုင်ယံကိုလည်းပြန်ဆက်ပြီးနိုင်တယ်ဗောနော်သူဒီချန်ပီယံလေးမှာဆို၅ဘွဲ့လက်ရှိဘောအလုံးမရှုံးမရှိသေးဘူးဗောနော်ပြောချင်တာစပါတာဘရတ်တူတာအုပ်စုဘွဲ့တယ်မှာဆိုမွန်နာကိုတို့ဖီယန်နော့ကိုအင်ကွင်းအဝေးကွင်းဗောနော်အခုဘိုင်ယံလည်းနိုင်ထားပါတယ်ဘိုင်ယံမင်းနစ်ကိုကြည့်မှတ်ဆိုလို့ရှိရင်တော့ဘိုင်ယံမင်းနစ်ကတော့ဒါချန်ပီယံလေးမှာသူတို့ဆော့ခဲ့တဲ့ပွဲစဉ်တွေထဲမှာဆိုလို့ရှိရင်သူတို့ slow ban ကို3-1နဲ့ Celtic 2-1 ဟာဆယ်တစ်ကိုအင်ကွေးမှာဝမ်းဝမ်းပါတော့လီဗာကူဆင်အောင်ကြောက်လို့နိုင်ပြီမှာဟုတ်ဘိုင်ယန်မင်းကိုရှုံးအင်တာမီလန်ကိုရှုံးခဲ့တယ်ဗောဗျာဆိုကျွန်တော်ဒီနောက်တန်းရဲ့ပြဿနာကြီးကြီးမားမားရှိနေတာတွေ့ရတယ်ဒီနေ့သင်ရရင်တော့ဟက်တူဟက်လေးတွေရှိတယ်ဗောနော်ဒါဘိုင်ယန်မင်းကအများအားသာသီးရထားတဲ့ဆိုမှဒီတစ်ချိန်ကအင်တာနိုင်သွားခဲ့တယ်ဗောနော် ဆိုလက်ရှိဒီကျွန်တော် wine swap ပေါက်ကြီးတွေကိုကြည့်မယ်ဆိုရင်တော့ wine swap မှာဖွင့်ထားတယ်မင်းနဲ့90အတော်တူမှာဖြစ်မှာကိုပေါင်းကြီးတွေပေါ့နော်ဒါကိုပေါင်းကြီးတွေကြည့်မယ်ဆိုရင်ဒီနှစ်သိန်းပေါင်းအနည်းဆုံးကျွန်တော်တောင်းလုံးထိရောက်သွားနိုင်တယ်ဆိုတော့ကြီးတော့ဖွင့်ထားတယ်ပေါ့နော်ဒါ inter milan အတင်းလည်းအနည်းဆုံးတစ်လုံးလောက်တော့ရသွားမှာပေါ့နော်ဘိုင်ယန်မင်းရဲ့အတင်းလည်းအနည်းဆုံးတစ်လုံးတစ်လုံးလောက်တော့ရသွားနိုင်တယ်ပေါ့နော်ဘိုင်ယန်ဒီပွဲစဉ်ဖောင်ဖြတ်ပြီးဆော့လာမှာဆိုတာဘလုံးတိပြီးတော့အတိုင်းပါပဲ ဒါပေမဲ့လောလောဆယ်ပိုင်းရမှာအားနည်းနေတယ်တာအားနည်းနေတယ်ဗောနော်ဆိုဒီပွဲစဉ်မှာကျွန်တော်ဘယ်လိုပဲနေနေပါဒီပွဲစဉ်မှာကျွန်တော်အင်တာမီလန်ဘော်ဒီပဲကြိုက်တယ်အင်တာမီလန်အတင်းကြိုက်တယ်ပင်၉ဘောင်၃60နိုင်ဆိုတော့ကိုအောက်လည်းဖြစ်သွားနိုင်တယ်ဗောနော်အဲ့ဒါကြောင့်ကျွန်တော်၉ဘောင်အောက်ကိုကြိုက်ပါတယ်နော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ရီယယ်မက်ဒင်နဲ့အာဆင်နယ်တို့ပွဲစဉ်ဖြစ်တယ်ဗောနော်ဒီပွဲစဉ်မှာကတော့ဒါရီယယ်ရဲ့အာဘော်ဒီဂျီကတလုံး၄၀နိုင်၉ဘောင်၃တက်ကြီးဗောနော်လက်ရှိဖွင့်ထားတဲ့ စီကွက်တစ်ခုဖြစ်တယ်ဗောနော်ဆိုအခုလုံးတည်တဲ့အတိုင်းပဲရီယဲမှာအခုတော်တော်လေးပြဿနာဖြစ်နေတယ်ဗောနော်။နောက်နောက်တန်းရောကွင်းလယ်မှာရောဗောနော်။ဒါအာဆင်နယ်ကိုပထမအကြောမှာတရီစီးနေတာမှာသူတို့တော်တော်လေးရှုံးခဲ့တယ်ဗောနော်။ဆူဆူဘောမှာရှုံးခဲ့တယ်။အဲဒီပွဲစဉ်မှာဆိုကာမာဝင်းကအနီကမိထားတာလည်းတွေ့ရတယ်။ဒီပွဲစဉ်မှာလွဲချော်မှာဗောနော်။ဆိုဒါဘာနေဘူးကွင်းလယ်ဖြစ်နေတယ်ဗောနော်။ဘာမှဆိုဖြစ်သွားနိုင်တယ်ဆိုတာဒါကလွဲတော့မလွဲဘူးတဲ့ကိစ္စတခုတော့မဟုတ်ပါဘူးဗျာ။ အာဆင်နယ်မှာဆိုတော့ခုလက်ရှိကျွန်တော်ခြေကွမ်းပြနေဆာကာတို့မရန်နိုတို့မာတီနယ်လီတို့ဒန်ဂန်ရိုက်စ်တို့တောမတ်စ်ပါတီအူဒီဂန်တို့သူတို့လည်းအနေဆုံးထိုင်းတော့ဆော့မလို့ပဲထင်တယ်ဘာလို့ကျွန်တော်တလုံး40နိုင်ဆိုတော့ခြေရလွယ်တော့မလွယ်ဘူးလားပေါ့ဒါရီယယ်မတီရဲ့လက်ရှိခြေကွမ်းနဲ့ပေါ့နော်ဒါမဲ့အာဆင်နယ်မကြောင်သွားဘူးပဲအရေးကြီးတယ်ပေါ့နော်မကြောင်သွားဘူးပဲဆူသွားတာပေါ့နော်ဒါသူတို့ဒါဟိုအရင်တော့ကသူတို့ကချန်ပီယံလိမ့်မှာ2006တုန်းကတစ်ချိန်တွေ့ဘူးတယ်ပေါ့နော် ရီယက်ကွင်းမှာအဆင်နဲ့ဝမ်းစီးနဲ့နိုင်တဲ့အဆင်နဲ့ကွင်းမှာဈေးကြီးကြတယ်ပေါ့နော်ပြီးတော့အခုပြန်ပြီးမှပထမအကြော်ပေါ့နော်အဆင်နဲ့ကွင်းမှာအဆင်နဲ့3ဈေးနဲ့နိုင်ထားတယ်ပေါ့ဗျာဆိုတော့သူတို့ဒီကစားသမားတွေရဲ့အခြေအနေနဲ့ရှင်းကြည့်မယ်ဆိုရင်ရီယက်မတ်တက်မှာဆိုရင်ကျွန်တော်အမ်ပါပေးဗီနီစီဂျူနီယာဗာလင်ဟာပေါ့နော်ချီယာမန်နီဒီကစားသမားတွေရဲ့အခြေအနေနဲ့အမြန်ဘောလုံးကိုနော်ပြောင်းလဲဖြစ်အောင်လုပ်နိုင်တဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်အလုံးခြေသွမ်းပြတဲ့ကစားသမားတွေဖြစ်တယ်ပေါ့နော်။ဒါမှအာဆင်နယ်မှာလက်ရှိကျွန်တော်ကြည့်ရမယ်ဆိုတော့နောက်တန်းတော်တော်လေးကောင်းတာတွေ့ရတယ်ပေါ့နော်။ ဒါပေမဲ့အဲ့ဒီပွဲစဉ်တုန်းကလည်းကျွန်တော်ဒါ Real Madrid ကတော်တော်လေးခြေသွမ်းတော့မဆိုးလာပါဘူး။ဒါပေမဲ့ Arsenal ကတော်တော်လေးကိုကောင်းသွားတာပေါ့နော်။အဓိကတော့ကျွန်တော် Dangan Rice ကတော်တော်လေးကောင်းတာတွေ့ရတာပေါ့နော်။တော်တော်လေးကောင်းတာတွေ့ရတယ်။အဲ့ဒီပွဲစဉ်မှာ Guya အနိုင်ကြီးကကျွန်တော် Arsenal အသင်းကပဲပုံများခဲ့တာလည်းတွေ့ရပါတော့။ Shooting Target ကစာကော Arsenal အသင်းတားတယ်ပေါ့နော်။အခုကဘာနေပြုံး Queen လည်းဖြစ်နေတယ်။ဒါပေမဲ့၃ဂိုးထိရောက်သွားဖို့ဆိုရလွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တလုံး၄၀နိုင်နေပါတယ်ကတော့ တန်နိုင်ခြင်းလည်းနိုင်သွားနိုင်တယ်ဗောနော်ဆိုတော့ကျွန်တော် wise back ပေါက်ကြီးတွေမှာကြည့်မယ်ဆိုလို့ရှိရင်တော့ wise back မှာဖွင့်ထားတဲ့မိနစ်90အတော်တော့မှဖြစ်မယ်နဲ့တင်းပေါင်း9ပေါင်းကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့တင်းပေါင်းအနည်းဆုံး3လုံးထိရောက်မှာဆိုတော့ကြေရောဖွင့်ထားတာတွေ့ရတယ်3လုံးနဲ့4လုံးကြားဖွင့်ပြီးဆွမယ်ဆိုတော့အသေးပဲမျိုးပေါ့ဗျာပြီးလို့ရှိရင်ကျွန်တော် real madrid အတင်းအနည်းဆုံး1လုံးလောက်ထည့်မယ်ပေါ့ဗျာအာဆင်နယ်အတင်းကတော့အနည်းဆုံးတလုံးတော့တော့ထင်ပေါ့2-1ဒီလိုသဘောမျိုးပါပဲเนาะဆိုတော့ဒီပွဲစဉ်မှာကျွန်တော်3-59ပေါ့เนาะ ပြီးတောင်းလုံးတောင်းလုံးဒီပွဲစဉ်မှာပေးထားတဲ့เนาะရီယယ်မက်ဒီရဲ့ဘော်ဒီကတလုံး40နိုင်နဲ့ဘိုးဘောင်တောင်းလုံးတည့်ရီဆိုတော့ဒီပွဲစဉ်မှာကျွန်တော်တောင်းလုံးထီတော့ပဲတွားမယ်ထင်တယ်ဗျာကျွန်တော်နဲ့လေးအရေးဆုံးမှာဘာနေပြုခွင့်ဖြစ်နေတာတော့မန်ပေမဲ့လည်းကျွန်တော်အာဆင်နယ်ဘော်ဒီပဲကြိုက်တယ်အာဆင်နယ်ဘော်ဒီနဲ့ဂိုးပေါင်းတောင်းလုံးထီပဲကြိုက်တယ်ဗျာပွဲစဉ်တပွဲကတော့ဒါအင်္ဂလန်ပရီးမီးယားလိဂ်ပေါ့နော်ဒီထက်မှညပ်ပြီးမှပြောလိုက်တော့မယ်ဗျာ ပြီးတော့လက်ရှိကြီးလို့မနေတော့ဒါလက်ချံပွဲလည်းဖြစ်တယ်ပေါ့နော်အင်္ဂလန်ပရီးမီးယားလိနျူကာဆယ်နဲ့ခရစ်စတန်ပယ်လီတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒါပွဲစဉ်29ပေါ့နော်လက်ချံပွဲတစ်ပွဲဖြစ်မှာပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတာတော့ကျွန်တော်နျူကာဆယ်တလုံး49 9ပေါင်း350စာဆုံးမှာဖွင့်ထားတာတွေ့ရတယ်ပေါ့နော်ဘူဇေအနေထားကိုကြည့်မယ်ဆိုရင်ဒါနျူကာဆယ်က56မှာရထားတဲ့ချန်ပီယံလိဝင်ခွင့်တနည်းအတွက်ပေါ့နော်ခရစ်စတန်ပယ်လီကတော့53မှာလည်းရပြီးတန်းလည်းမဆင်းတော့ဘူးဆိုတော့သူတို့အဆင်ပြေတယ်လို့ပဲဆော်လာနိုင်တယ်ပေါ့နော် ဒါ line အနေထားတွေကိုကြည့်မယ်ဆိုလို့ရှင်ဒါ isochroma video garden တို့ပေါ့နော်ဒီ easy လို့စာလို့ပေါ့နော်ဒါ matter တာလို့ ਨੇ ပွဲထွက်လာနိုင်တယ်ပေါ့နော်ဒီနေ့တင်းရပထမအကြော်တော့ဆော့ခဲ့တာကြည့်မယ်ဆိုလို့ရှင်တော့ဝမ်းဝမ်းဆိုတော့ရလာနဲ့ပြီးဆုံးထားတာလည်းတွေ့ရတာပေါ့နော်ဝမ်းဝမ်းလက်ရှိ new cancer ရခြေသွမ်းလည်းစီးတဲ့အတိုင်းပဲကြောက်ခမန်းလေးလေးပဲနောက်ဆုံးသူတို့ဒီ cup game ပေါ့နော်လီဗာပူးကို champion ဖြစ်ပြီးခဲ့တဲ့သူတို့တောင်းဆောင်နိုင်လာတာပေါ့နော် တော့ဝက်ဆာမီနိုက်တက်ကို1ဇီလီဘာပူ21ဘောနော်ဘရန်ဖို21လက်စတာ3ဇီမိုင်41ဆိုရရတဲ့နဲ့သူတို့နိုင်ထားတာတွေ့ရတာဗောနော်ခရစ်စတန်ဘက်လစ်ကိုချီချီလိုက်ဗောနော်သူတို့ဆော့ခဲ့တဲ့နောက်ဆုံး၅ဘွဲမှာဆိုလို့ရှိရင်တော့ဘုသူတို့ရှောင်းသွားခဲ့တာမန်စီးတီးကို5-2ဗောနော်သူတို့နိုင်တာဘရိုက်တန်အိမ်ပွဲမှာနိုင်တယ်ဗောနော် ့ switch ကို9နဲ့ပြီးရင် aston villa ကို9ထားတာတွေ့ရဒီအတင်းကလည်းတိုက်စစ်အရန်ကောင်းတဲ့အတင်းတင်းဖြစ်နေပါတော့အခုကဖွင့်ပြီးတော်တော်လေးဆော့တာတွေ့ရတာ man city လို့အတင်းတော့၅ခုထည့်ထားတာတွေ့ရတာပေါ့နော်ဒီနေ့တင်း head to head ကိုကြီးလိုက်မယ်ဆိုလို့ရှင်ဒီတင်းဆောင်ခဲ့တဲ့နောက်ဆုံးပွဲစဉ်တွေမှာဆိုလို့ရှင်အများကြီးပေါ့နော် goal out တွေပဲကြတာတွေ့ရတာပေါ့နော်၅ချိန်မှာဆို၉အောင်၄ချိန်၉ဘောတစ်ချိန်ကြာထားတာတွေ့ရတာပေါ့နော်ခရစ္စတန်ပက်လစ်ကအသာစီးရတာများတယ်ဒီအတင်းနဲ့တွေ့တိုင်းပေါ့နော်ခရစ္စတန်ပက်လစ်ကအများကြီးကန်ကောင်းလေးရှိတယ်ပေါ့ဗျာ နိုင်ဂျီယာနှုန်းတွေကတော့ကျွန်တော်တို့ဒါနျူကာဆယ်60ရာခိုင်နှုန်းနဲ့ခရစ်စတန်ပဲလစ်က20ရာခိုင်နှုန်းဆိုမှပြထားတာတွေ့ရတာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော် Winesweb ပေါ့ကြီးတွေမှာဖွင့်ထားတဲ့ကျွန်တော် minute 60အတွက်ဒီမှာဖြစ်မဲ့ဘူပေါင်းကြီးကြည့်မယ်ဆိုအနည်းဆုံး3လုံးထိထိရောက်သွားမယ်ဆိုတော့ခြေရောဖွင့်ထားပါတယ်ယူကာဆယ်အတင်းအနည်းဆုံးနှလုံးလောက်ထည့်နိုင်တယ်ဒီပွဲမှာပေါ့နော် ပြီးရှင်ခရစ်စတာပဲလေးအတင်းရလဲအနည်းဆုံးတစ်လုံးတော့ပဲရပါမယ်ဆိုတော့ဂျီမီဖွင့်ထားပါတော့ဒီပွဲစဉ်မှာကျွန်တော်က3059ဆိုတဲ့ဒီဂိုးပေါင်းကြီးကိုကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဗျာဂိုးပေါင်းအပေါ်ဖြစ်ဖို့များတယ်ဗောနော်ဒါဘော်ဒီမှာတော့ကျွန်တော်နျူကာဆယ်ပါပါလေးရိုက်ချင်တယ်ရိုက်ကြည့်ဗောနော်နျူကာဆယ်2-1လောက်နဲ့လည်းနိုင်ရင်နိုင်သွားနိုင်တယ်ဗောနော်ဒီပွဲကိုနျူကာဆယ်ဘော်ဒီကြိုက်တယ်ဗောနော်ဒီနေ့ကျွန်တော်ရွေးချယ်ထားပြီးတော့အင်တာမီလန်ဘော်ဒီဗောနော်ပြင်ဂိုးပေါင်းအောင် ပြီးရင်ကျွန်တော်အာဆင်နယ်စိုက်တယ်ပြီးရင်ကျွန်တော်ဘိုးဘောင်တောင်းလုံးထိပဲစိုက်တယ်ပေါ့နော်မနက်ဖြန်ထပ်ပြီးအပြောင်းလဲလေးဖြစ်နိုင်သေးတယ်အဲ့ဒီအပေါ်မှာမူတည်ပြီးမှဆော့စေခြင်းတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီချန်ပီယံလိပွဲတွေဆိုတာတိတ်အရေးကြီးတဲ့ပွဲတွေတပွဲဖြစ်တယ်ပေါ့နော်ကျွန်တော်ဒါပွဲမစခင်နှစ်နာရီအလိုမှာဆိုကျွန်တော်တို့ဒါ line up တွေလာထွက်มาဖြစ်တယ်ပေါ့နော်ညီကိုတို့အဲ့ဒီ line up ကိုတစ်ချက်လေးလိလာကြည့်အောင်ပေါ့နော်ဘောလုံးပွဲကကျွန်တော်တို့အကုန်လုံး effect ကကျွန်တော် ကြည့်ရမှာပေါ့နော်ဒါကျွန်တော်တို့ဒါဘယ်လိုကြည့်မလဲဆိုတော့ဒါ အာရာဒီဥရုအခြေအနေတွေကြည့်ရမယ်ဘောနော်ကစားသမားတွေပွဲပန်းလာဒိုင်ယာရှိလာတာတွေကျွန်တော်အကုန်လေ့လာရမှာပေါ့နော်။အဲကျွန်တော်တေချာလေးကြည့်ပြီးပြောထားတာပေါ့နော်။ဆိုတော့ကျွန်တော်ညီကိုလည်းအားလုံးဘောလုံးကပေါင်းစားပေါင်းကြပါစေပေါ့နော်။အစဉ်ပြေကြပါစေ။ငါပီကြီးလည်းညှင်းချမ်းကြပါစေပေါ့နော်။တကယ်လို့ဒါအားပေးတဲ့အတွက်ကျေးဇူးတင်တယ်ပေါ့နော်။အားလုံးကိုလည်းတဦးတယောက်ချင်းစီကို like subscribe comment ပေးတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ပေါ့နော်။တကယ်လို့ကျွန်တော်ပြထားပေးတာတွေကိုထိုးဖို့အစင်မပြေဘူးဆိုရင်လည်းအားပေးတဲ့အနေနဲ့ကြည့်ရှုပေးပါလို့ ားလုံးကိုတောင်းဆိုချင်ပါတယ်အာညီကိုရောအားလုံး thank you ပါ